မန်ချက်စတာယူနိုက်တက်အသင်းဟာအပြောင်းအရွှေ့ဈေးကွက်တွေစဖွင့်ဖွင့်ခြင်းမှာပဲအစောပိုင်းကလေးကသတင်းတွေထွက်ခဲ့တဲ့အတိုင်း Wolf အသင်းရဲ့ဝိုင်းတိုက်စင်မှုမာတီးယပ်စ်ကွန်ညာကို ပြောင်းရွှေ့ကြေးပေါင်62.5းသန်းနဲ့ခေါ်ယူဖို့နှစ်ဖက်သဘောတူညီမှုရခဲ့ပြီလို့အတည်ပြုကြေညာလိုက်ပါတယ်။ United အနေနဲ့ကွန်ညာကို9နှစ်စာချုပ်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီးနောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိတယ်လို့လည်းသိရပါတယ်။စာချုပ်ပါအချက်အလက်တွေအရ United အနေနဲ့ကစားသမားရဲ့အပြောင်းရွှေ့ကြေးအား နှစ်နှစ်ကျော်အရေးကြပေးချေရမယ်လို့လည်းဆိုပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာလာမယ့်နှစ်မှာဥရောပပြိုင်ပွဲများနဲ့လွဲချော်ခဲ့ပေမဲ့ကစားသမားကိုရင်ကတခြားကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကိုပယ်ချခဲ့ပြီး United ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Wolf အသင်းအနေနဲ့ကိုညာကိုကလပ်စံချိန်တင်ငွေကြေးနဲ့ရောင်းချခဲ့တာဖြစ်ပြီး အခုလိုအပြီးသက်ရောင်းချနိုင်ခဲ့တာဟာကလပ်အတွက်ကြီးမားတဲ့အကျိုးအမြတ်ကိုရရှိစေတယ်လို့လည်းဆိုပါတယ်။အသက်26နှစ်အရွယ်ဘရာဇီးသားဟာ ဝူဖ်အသင်းမှာပြီးခဲ့တဲ့ရာသီက16ဂိုးအတွင်းယူပေးနိုင်ခဲ့ပြီးဂိုးဖန်တီးပေးမှု6ကြိမ်ပြုတ်လုပ်ထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်ခင်ဗျာ။